ဂါဇာမှာဝန်ထမ်းအင်အားနဲ့လှုပ်ရှားမှုတွေလျှော့ချမယ်လို့ကုလပြုံဂါဇာဒေသမှာအစ္စရေးစီးရီးတကြောပြန်လည်စတင်ခဲ့တာကြောင့်အဆိုပါဒေသအပေါ်လူသားချင်းစာနာမှုအကူအညီတွေအလုံးစုံဖျက်တောက်ခံခဲ့ရတဲ့အတွက်မိမိတို့ဝန်ထမ်းအင်အားနဲ့လှုပ်ရှားမှုတွေကိုမဖြစ်မနေလျှော့ချလိုက်ရကြောင်းကုလသမဂ္ဂအထွေထွေအတွင်ရေးမှုချုပ်အန်တိုနီယိုကူတာရက်ကမလ24ရက်ကသူရုံးရဲ့ပြောရေးဆိုခွင့်ရှိသူမှတစ်စက်သတင်းထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကဂါဇာကမ်းမြောင်မှာ အစ္စရေးတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်သိုးလာခဲ့တာကြောင့်ကုလသမဂ္ဂဝန်ထမ်းတွေအပါအဝင်အရက်သားပေါင်းရာနေချီတည်ဆုံခဲ့ရကြောင်း အခုမလဆန်းမှစတင်ပြီဒါစာဒေတာတို့ပေးပို့နေကြလူသားချင်းစာနာမှု အကူအညီတွေအားလုံးဖျက်တော့ခံခဲ့ရကြောင်းကုသရက်ကပြောကြားခဲ့ပါတယ်အဲ့ဒါကြောင့်မိမိတို့အနေနဲ့ဂါဇာရှင်ကုလသမဂ္ဂဝန်ထမ်းလှုပ်ရှားမှုတွေကိုရှင်းချသွားဖို့အဆုံးဖြတ်ခဲ့ကြောင်း ဒါပေမဲ့ကုလသမဂ္ဂကဂါဇာဒေသကိုကြောခိုင်းစုခွာသွားတာမဟုတ်ပဲလူသားချင်းစာနာမှုအကူအညီဆက်လက်ထောက်ပံ့ပေးနိုင်ဖို့ကြိုးစားသွားမယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။